ဒီနေ့ကျွန်တော်တို့ဆွေးနွေးသွားမယ့်စာအုပ်ကတော့ကိုယ့်ရဲ့ဆွမ်းဆောင်ရည်နဲ့ဘဝကိုနောက်တစ်ဆင့်စီကိုခေါ်ဆောင်သွားနိုင်မယ့်အတွေးခေါ်တွေပါဝင်တဲ့ Robert Glazer ရဲ့ Elevate ပဲဖြစ်ပါတယ်။ခေါင်းစဉ်အတိုင်းပဲဒီစာအုပ်ကကျွန်တော်တို့ရဲ့ပင်ကိုယ်ဆွမ်းဆောင်ရည်ကိုမြင့်တင်ပြီးပုံမပြည့်စုံတဲ့ဘဝတစ်ခုကိုဘယ်လိုဖန်တီးရမလဲဆိုတာကိုလက်တွေ့ကြားတဲ့နိလန်းတွေနဲ့လက်ညွန်ပေးထားပါတယ်။စာရည်သူကတကယ်ကိုအောင်မြင်ပြီးပြည့်စုံတဲ့လူတွေဟာဘယ်လိုအတွေ့အကြုံဘယ်လိုလှုပ်ဆောင်ချက်တွေနဲ့သူတို့ကိုသူတို့အဆက်မပြတ်တိုးတက်အောင် continuous improvement လုပ်နေကြတယ်လဲဆိုတဲ့အချက်တွေကိုရှင်းပြထားပါတယ်။ စာရေးသူရဲ့နီလန်ကကျွန်တော်တို့ရဲ့ဘဝကိုအထူးကခန္ဓာကြီး၄ခုအဖြစ်ပိုင်းခြားပြီးတပြိုင်တည်းတည်းတိုးတက်အောင်လှုပ်ဆောင်ဖို့လိုအပ်တယ်လို့ဆိုထားပါတယ်။ဒီလေးမျိုးကတော့ဝိညာဉ်၊ဉာဏ်ပညာ၊ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ခံစားမှုခန္ဓာတွေပဲဖြစ်ပါတယ်။အောင်မြင်မှုဆိုတာတစ်ခုတည်းကိုသာအယုံဆခြင်းမဟုတ်ဘဲဒီခန္ဓာ၄ခုကိုညီမျှစွာအားဖြည့်ပြီးခြင်းကသာပြည့်စုံတဲ့တိုးတက်မှုကိုပေးနိုင်မှာဖြစ်ပါတယ်။ဝိညာဉ်ကြီးရဆွမ်းရည်ဆိုတာဘာလဲ။ဒါဟာဘာသာရေးသက်သက်မဟုတ်ပါဘူး။ဒါဟာ ကိုယ့်ရဲ့ဘဝမှာအတိတ်ပဲ meaning နဲ့ရည်ရွယ်ချက် purpose ကိုရှာဖွေဖို့ပဲဖြစ်ပါတယ်။ဘာကြောင့်အလုပ်လုပ်နေတာလဲ။ကိုယ့်ရဲ့လုံဆောင်ချက်တွေကတခြားသူတွေကိုဘလို့အကျိုးသက်ရောက်မှုပေးနေလဲဆိုတာကိုရှင်းရှင်းလင်းသိထားဖို့လိုပါတယ်။ဒီအတိတ်ပဲကိုနေ့စဉ်အားဖြည့်ပေးခြင်းအဖြစ်ခက်ခဲတဲ့အခြေအနေတွေမှာတော့ဆက်လက်ရပ်တည်နိုင်တဲ့ခွန်အားကိုရရှိစေပါတယ်။ဉာဏ်ပညာဆွေးနွေးဆိုတာကတော့အစမပြတ်သင်ယူခြင်း continuous learning ပဲဖြစ်ပါတယ်။ကျွန်တော်တို့ဟာကျွမ်းကျင်မှုအသစ်တွေအသိပညာအသစ်တွေကိုနေ့စဉ်ရှာဖွေနေဖို့လိုအပ်ပါတယ်။ ဒီကဘာကြီးဟာမြန်မြန်ဆန်ဆန်ပြောင်းလဲနေတဲ့အတွက်တနေ့တာကိုစာအုပ်ဖတ်ခြင်း podcast နားထောင်ခြင်းဒါမှမဟုတ်ကျွမ်းကျင်သူနဲ့ဆွေးနွေးခြင်းစတဲ့နည်းလမ်းတွေနဲ့ကိုယ့်ရဲ့တည်ယူနိုင်စွမ်းရည်ကိုလေ့ကျင့်ပေးသင့်ပါတယ်။ရုပ်ပိုင်းဆိုင်ရာစွမ်းရည်ဆိုတာကျန်းမာရေးပဲဖြစ်ပါတယ်။စုပ်ဦးတည်ထွင်သူတွေအလုပ်စူးစမ်းသူတွေဟာအိတ်ချိန်အစာစားချိန်နဲ့ကိုယ်လက်လှုပ်ရှားမှုတွေကိုမေ့လျော့တတ်ကြပါတယ်။ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းအာဟာရပြည့်စုံစွာစားသုံးခြင်းနဲ့လုံလောက်စွာအိပ်စက်ခြင်းအဖြစ်သာကျွန်တော်တို့ရဲ့စွမ်းအင်အဆင့်ကိုမြင့်တင်နိုင်မှာဖြစ်ပါတယ်။ စိတ်ခံစားမှုစွမ်းရည်ဆိုတာကတော့ကိုယ့်ရဲ့စိတ်ခံစားမှုတွေကိုထိန်းချုပ်နိုင်ခြင်းနဲ့တခြားသူတွေနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးကိုတည်ဆောက်နိုင်ခြင်းပဲဖြစ်ပါတယ်။ကိုယ့်ရဲ့အားနိုင်ချက်အားသာချက်တွေကိုရိုးသားစွာဝေခံနိုင်ခြင်း self awareness နဲ့တခြားသူတွေရဲ့စိတ်ခံစားကိုနားလည်စားနာပေးနိုင်ခြင်း empathy တို့ကိုနေကျင်ပေးခြင်းအဖြစ်ကိုယ့်ရဲ့ကိုယ်တိုင်ရောဘဝရော လုပ်ငန်းခွင်မှာပါပုံမှန်ကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေကိုချမှတ်နိုင်မှာဖြစ်ပါတယ်။စိုင်းသူကဒီစွမ်းရည်လေးမျိုးကိုတစ်ချိန်တည်းကြီးမားစွာပြောင်းလဲပြဖို့မကြိုးစားဘဲ နေ့စဉ်သင်ခဲ့တဲ့အလေးအကျင့် micro habit တွေနဲ့တည်ဆောက်ဖို့လိုအပ်ကြောင်းအကြံပြုထားပါတယ်။သင်ဟာဘလို့ပန်းတိုင်တွေကိုရောက်ချင်တာလဲဘလို့လူမျိုးဖြစ်ချင်တာလဲဒီအတွက်ရှင်းလင်းတဲ့စီမင်း rules တွေကိုသတ်မှတ်ပါ။ဥပမာညစင်တိုင်းနောက်ပိုင်းဖုံးမကြည့်ဘူးဆိုတဲ့စီမင်းကသင်ရဲ့ရုပ်ပိုင်းဆိုင်ရာစွမ်းရည်အိပ်စက်ခြင်းကိုမြင့်တင်ပေးနိုင်ပါတယ်။စီမင်းတွေများစရာမလိုပါဘူး။ထိရောက်တဲ့စီမင်းအနည်းငယ်သာလိုအပ်ပါတယ်။အောင်မြင်တဲ့လူတွေဟာသူတို့ရဲ့နေ့စဉ်လုပ်ဆောင်ချက်တွေတိုးတက်မှုတွေကိုပုံမှန်ဆန်းစစ်သုံးသပ်ခြင်း review ကိုလုပ်ဆောင်ကြပါတယ်။ တပတ်ကိုတစ်ချိန်လောက်ဒီစွမ်းရည်လေးမျိုးမှာကိုဘလောက်အားကောင်းနေလဲဘယ်နေရာမှာအားနေနေလဲဆိုတာကိုပြန်လည်ကြည့်ရှုပြီးလိုအပ်သလိုချိန်ညှိဖို့လိုပါတယ်။အိန္ဒိယဖြစ်တင်ဟာအမြဲတမ်းတိုးတက်မှုလမ်းကြောင်းပေါ်မှာရပ်တည်နေမှာဖြစ်ပါတယ်။တိုးတက်မှုဆိုတာလုံးဝပြည့်ပြည့်စုံခြင်းမဟုတ်ဘဲတစ်နေ့တစ်နေ့ပိုကောင်းလာခြင်းသာဖြစ်ပါတယ်။ဆာရဲသူရဲ့ elevate ဆောက်ကဘဝကိုအစင်းမြင့်တင်ခြင်းသည်တခုတည်းသောကြီးမားသောအောင်မြင်မှုဖြင့်တိုင်းတာခြင်းမဟုတ်ဘဲဝိညာဉ်ဉာဏ်ပညာရုပ်ပိုင်းနှင့်စိတ်ခံစားမှုဆိုင်ရာခန္ဓာကြီးလေးခုကို နေစဉ်သိငဲ့တဲ့အလေးချိန်များဖြင့်ညီမျှစွာအားပြည့်ပေးခြင်းသာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။ကျွန်တော်တို့ကမိမိတို့ရဲ့စွမ်းဆောင်ရည်အစင်တန်း capacity ကိုပုံမှန်တွန်းမြင့်နေခြင်းအဖြစ်ကိုယ်ပိုင်ဘဝတင်သားမှာကလုပ်ငန်းတွင်မှာပါထူးချွန်တဲ့ရလဒ်တွေကိုဖန်တီးနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်မှု personal development ကိုအရေးကြီးသောမဟာဗျူဟာ strategic priority အဖြစ်သတ်မှတ်ပြီးဤကဏ္ဍလေးခုကိုနေ့စဉ် view တစ်ဆိုင်လေ့ကျင့်ပါကကျွန်တော်တို့ရဲ့ဘဝက မျော်မှန်းထားသည့်ထက်ပိုပြီးမြင်မာတဲ့အဆင်ကိုမလွဲမသွေရောက်ရှိလာမှလို့အခိုင်အမာယုံကြည်လို့ပြောကြရင်းဒီကုံချော်ရပါတယ်။အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။